နံပါတ်ရဲ့ကလေး63ရောက်ကုန်ဆီယံဝင်ဖြစ်အောင်ပြိုထောင်ခဲ့လို့ဖြူစင်တဲ့နှလုံးသားပိုင်ရှင်ဖြစ်ကြီးကျူးခံနေရတဲ့ရခိုင်လူမျိုးဆီယံဝင်ဒေါက်တာကျော်တာစိန်မင်္ဂလာပါရှင်။ဘာမီစနာမှာပြောင်းလဲကျဆွလိုက်ပါတယ်။ပရိုက်တာလူကိုဗန်ပြကအလူငွေရှာရာမျိုးမဟုတ်ပဲကိုတက်နိုင်တဲ့အားလေးနဲ့ဆင်းရဲဒုက္ခခံကောင်းမွေးစားကလေးတွေကိုပညာထက်ဆီယံဝင်နေအင်ဂျင်နီယာတွေဖြစ်အောင်တယောက်တည်းအားနဲ့ပြုစုပြိုထောင်ခဲ့တာကရခိုင်လူမျိုးနှလုံးသားဆီယံဝင်မကြီးဒေါက်တာကျော်တာစိန်မှာ အလုံးသိကြတဲ့အတိုင်းခုခေတ်မှာတော့ကလေးတွေနဲ့တချို့သောကိစ္စတွေကိုအတုံးချကပရာဟိတအလုပ်ကိုဗန်းပြပြီးအလူခံစားတဲ့တဏိတခြားပုံမချမ်းသာလာတဲ့ပရာဟိတသမားတွေပုံများလာတာပါ။ဒါပေမဲ့လည်းဒေါက်တာကြော့တာစင်ကတော့ဒီလိုမဟုတ်ပါဘူး။ မြို့နယ်ဆောင်ဝင်အငိမ့်စားတယောက်ဖြစ်တယ်လို့လူနာတွေကိုအခမဲ့စီဝါကုသပေးနေရှိတဲ့ဒေါက်တာကျော့တာစိန်ဟာသူမပိုင်ဆိုင်တဲ့တိုက်တေချန်နယ်ကားတွေကိုရောင်းချကဆင်းရဲပြီးပညာမသင်ကြားနိုင်တဲ့ကလေးတွေကိုဆောင်ဝင်တွေအင်ဂျင်နီယာတွေဖြစ်အောင်ပြုစုပြုထောင်နေတာဖြစ်ပါတယ်ကြပြင်းဆရာမကြီးဟောင်းဝေးလံပြီးလူသူရှားပါကဆရာဝင်လိုအပ်တဲ့တောင်ပေါ်ဒေသတွေစေပီဒေသတွေကြည့်သွားကဆေးကုသခဲ့တာပါ တကယ်ဆိုရင်ရခိုင်လူမျိုးဆရာဝန်ဒေါက်တာကျော့တာစိန်အနေနဲ့တခြားသောဆရာဝန်တွေလိုမြို့မှာစေကန်းထိုင်ကငွေရီပတ်စံတွေတည်ယူနေလို့ရပါတယ်။ဒါပေမဲ့လည်းဆရာမကြီးဟာသူမတတ်ကြတဲ့စေပညာနဲ့အသက်ပြာဆရာဝန်မဟုတ်ဘဲစေတနာဆရာဝန်လို့ဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ဒါပြင်ဆရာမကြီးဒေါက်တာကျော့တာစိန်ဟာ သူမရရှိရာဒေတာတွေမှာစတော်ပေမဲ့မိဘကကြောင်းမထားနိုင်တဲ့ကလင်းငယ်တွေကိုခေါ်ကောင်းမွေးစားပြီးနောက်ဆရာဝန်တွေအင်ဂျင်နီယာတွေသူနာပြုတွေအရာရှိတွေဖြစ်အောင်ပြုစုပြောထောင်နေတာဖြစ်ပါတယ်။အခုဆိုဆရာမကြီးဒေါက်တာကျော့သားစိန်ဟာဆရာဝန်63ရောက်ရဲ့မိခင်ကြီးဖြစ်ပါတယ်။ဆရာမကြီးဟောင်းဒီလိုမျိုးကလင်းတွေကိုပြုစုပြောထောင်နေလို့လေအပြုံကြီးဖြစ်နေတယ်လို့ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာဆိုတာလည်းမရှိပါဘူး။ ဒါပေမဲ့ကလင်းတွေအတွက်ပီတိကိုစားကအားရှိဆိုသလိုစည်ရနာတန်တန်နဲ့ဆင်းရဲနှောပါတဲ့ကလင်းငယ်လေးတွေဘဝရှင်ကြီးကောင်းဆောင်လုပ်ပေးနေတာဖြစ်ပါတယ်။ဒါကလည်းဆီယမကြီးဟာကိုယ့်ရဲ့ဘဝအတွေ့အကြုံနဲ့ရင်းကောင်းရရှိခဲ့တဲ့သင်ခန်းစာတွေလို့ဆိုရပါပါ။ဆရာမကြီးဒေါက်တာကျော်တာစင်ဟောင်းငယ်စဉ်အခါမှာရခိုင်ပြည်နယ်ကဆင်းရဲနှောပါတဲ့မိသားစုဘဝလေးမှာကြီးပြင်းခဲ့ရတာဖြစ်ပါတယ်။ ။ဒါကြောင့်လည်းသူမတို့ပညာသင်ကြားဖို့အခက်အခဲရှိခဲ့ပြီးစေတန်းကိုနှစ်နှစ်ကြာကသုံးနှစ်မှမအောင်ခဲ့ပါတယ်။ဆရာမကြီးဒေါက်တာကျော်သားစိန်ဟာငယ်စဉ်ကဖြစ်ကျင်ခဲ့တဲ့အရာကတော့ဆရာဝန်မကြီးဖြစ်ဖို့ပါ။ဒါကြောင့်လည်းစေတန်းမှဂုဏ်လုံးတွေများကြီးပအောင်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းမိဘကစေချောင်းစီမတက်နိုင်တာကြောင့်ဒေါက်တာကျော်သားစိန်ဟာစေချောင်းတက်ဖို့ကုန်စည်ရောင်းတော့ပဲမြင့်ထမြင့်ရောင်းတာဖြင့်အဲဒီကကတမဝိုင်းမှာစေခမ်းမှာစေရင်းမှလည်းဝေလုခဲ့ရပါတယ်။ စီချောင်းနောက်ဆုံးနေမှာတော့ဒုက္ခဆရာဝန်ကြီးတယောက်ကစေကူလို့သာစေချောင်းပြီးခဲ့တာပါဆမာတီဒေါက်တာကျောသားစိန်ဟာဒီလိုဘဝကိုအောက်ခြေကနေခက်ခဲပင်ပန်းဆင်းရဲစွာဆံဝင်ဖြစ်ဖို့ကြိုးစားခဲ့ရတာကြောင့်လေမိဘကဆင်းရဲလို့ပညာမသင်နိုင်တဲ့ကလေးတွေကိုကိုချင်းစာပါတယ်။ဒါကြောင့်လေပညာသင်ကြားရေးမှာမနှောင့်နှေးရအောင်ဆမာတီကသူမရဲ့ချွေးနှဲစာနဲ့ဆင်းရဲနှောပါတဲ့ကျောင်းသူကျောင်းသားလေးတွေကိုကြောင်းထားနေတာဖြစ်ပါတယ်။ဒါကြောင့်လေဆမာတီကိုကွန်ပျူတာချင်းမြင်ကြတာတွေအများကြီးပါ တချို့ကဆိုရင်ဆ ्याम ကြီးကဖောင်ဒေးရှင်းထောင်ကခိုင်နေဝင်လို300ထောင်ချီလူချင်းတောင်ပြောလာကြတာတွေရှိပါတယ်။ဒါပေမဲ့လည်းဆ ्याम ကြီးဒေါက်တာကျော့တာစိန်ကလက်မခံပါဘူး။သူမအနေနဲ့အများပြည်သူရဲ့ငွေတွေကိုတာဝန်ကြီးစွာလက်ခံကအများပြည်သူမယုံကြည်ရရခံရမှာဆိုတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းအလူရှင်နေစေတနာရှင်နေအနေနဲ့ထောက်ပံ့ခြင်းရင်သူမရဲ့မွေးစားသားသမီးတွေကို တိုင်းရိုက်တလောက်ကိုတသိန်းလောက်စီတောင် ထောက်ပံ့မှုယူသားစွာပြောလာတာပါ။ ဒီလိုဖြူစင်တဲ့စိတ်ထားလေးကြောင့်လည်းဒေါက်တာကျော့တာစင်ကိုချီကျူးကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဒေါက်တာကျော့တာစင်အပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။